အဲ့အဆုငွေရရင်ကျွန်တော်တို့ကတခါလေငွေထုတ်ဘူးမဟုတ်တယ်အာအာအာအိုးဘယ်ပိနော်စေတဲ့နည်းလေးဝင်လို့ရတယ်အဲ့ဒါညီလေးအခုနှစ်သိန်းရသွားတယ်ပါအကိုတို့ဒီပတ်စံကိုဘယ်လိုတောင်းချင်လဲအကိုတို့ကလိုက်ပြီးတော့ အဆီဇန်ပြီးမှာပေါ့နော်အဲ့နဲ့တိုင်းကိုမင်းကြိုက်တယ်လို့တုံးလို့ရတယ်အဲ့လကောပေးလို့မရဘူးလားရပါဘောဟုတ်လားအော်ရပါဘောအဲ့လကပေးချင်တော့ဘောဗျာအော်ဟုတ်လားဒီငွေသားနဲ့တင်ရခဲ့တဲ့မောင်လေးကသူအိမ်လခအတွက်ပတ်စံခြံပြီးတော့ကြံတဲ့ပတ်စံလေးနဲ့သူခါတိုင်းဝဲနေကြတဲ့ကုံဆုံဆိုင်ကိုသွားဖြစ်ခဲ့ရဲအဲ့ဒီမှာအိမ်သုံးကုန်ပစ္စည်းတွေပြင်ကိုမှသူ့မိန်းမနဲ့ကလေးရဲ့သွားစားစရာမုန့်လေးတွေလည်းဝယ်ခဲ့တယ်ဒါလေးကိုမြင်လိုက်တဲ့အချိန်မှာယင်ထက်ထီတောင်နွေးစေတယ်ဒီပန်းအောင်တဲ့မောင်လေးကပြောပြတယ်သူ့ဘဝမှာအခက်ခဲဆုံးအချိန်မှာသူ့မိန်းမတော် ့မဖြစ်သေးတဲ့ရီးစားအဆင့်သာရှိသေးတဲ့ဒီချစ်သူလေးကဘဒူးမမကူညီတဲ့အချိန်မှာတောင်သူ့ဘက်ကအပြေအဝရက်တီကူညီပေးခဲ့တယ်။ကျွန်တော်ဘောတစ်ခုလုံးလက်တွဲမယ်လို့ယူရတဲ့ချက်ရည်ရွယ်ချက်ရှိတယ်။ကျွန်တော်တို့မိသားစုကကျွန်တော်မေကကျွန်တော်ညီအငယ်ဆုံးညီကိုမွေးရောသူ့ဘက်တပူဥစ္စာမရှိတော့တာထပ်ပြီးတော့သွေးသွင်းရမှာခရင်းလေးကအမျိုးလေးစီမှာလိုက်ပြီးချီးရဘဒူးမမရှိဘူး။အဲ့ချက်မှာသူနဲ့ကျွန်တော်နဲ့ရီးစားပေါ့ဘော။နေမဥစ္စာရှင်ဟောလေးဆောင်တော့ခဏရှိပါ။ ။ဒါကလေးအတွက်လိုအပ်လို့ပါတော့။သူကဒေးဆောင်မှုဇားဆောင်လာယူတဲ့သူ့မှာရှိတဲ့ပတ်စံလေးကိုအကုန်ပေးလိုက်တဲ့ဆိုရင်ကျွန်တော်မိသားစုကျွန်တော်မိကုံလာတဲ့သူ့အမှ ချစ်သွားတာလူရန်ကိုတော့ကောင်းနိုင်တယ်ကကိုကဒုတော့ဘာလို့မကောင်းလဲ join မြင်မိတယ်ဒီပန်ရောင်းတဲ့မောင်လေးက lucky ဖြစ်တယ်ဘာတွေဖြစ်လာဖြစ်လာလက်မလွတ်ဘဲနဲ့သူ့ပေါ်ကောင်းပေးမဲ့မျိုးသမီးလေးကိုသူပိုင်ဆိုင်ထားတယ်တစ်ဖက်မှာလည်းပန်ရောင်းတဲ့မောင်လေးလိုအမျိုးသားလေးကိုပိုင်ဆိုင်ထားတဲ့ဒီမျိုးသမီးလေးကကံကောင်းနေပြန်ပါရောဘာကြောင့်လဲဆိုရင်မမြင်နိုင်တဲ့ log grant တွေကြားမှာကိုရဲ့ယောက်ျားကကိုလှုပ်ပေးတဲ့အရာတွေအားလုံးကိုအတိမတ်ပြုပေးတယ်ကျေးဇူးတင်ပေးတယ်အပြန်အလှန်ဂယုဆိုင်မှုတွေနဲ့ကျင်နာနှွေးထွေးစေတယ်။ဒါနဲ့သူစ 10သိန်းယူဆိုတဲ့အစီအစဉ်လေးရဲ့အဓိကရည်ရွယ်ချက်ကတော့ donation မဟုတ်ဘဲနဲ့ it's a kind of blessing ပဲဖြစ်ပါတယ်ဒီလောကမှာလူတိုင်းပေါ်မှာကျင်နာပေးဖို့အကြောင်းဖြစ်ချက်ကြီးကြီးမားမားမလိုပါဘူးလိုနေတာကတခုပဲလိုပါတယ်အားလုံးပေါ်မှာနှွေးထွေးစီချင်တဲ့စိတ်လေးတခုပဲရှိရင်ပြည့်စုံပါပြီ thank you